အလုံးအလုံးဝဲမင်္ဂလာပါဗျာ JTS ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့1 Friday 5 130မှာထုတ်တက်သွားခဲ့တဲ့မြန်မာ Fighter နှစ်ဦးရဲ့ပွဲပြီးတုံးတက်ချက်တွေနဲ့အတူဘန်နိုဂျန်ကိုတတိယအချီလောက်မှာလည်းထူပြတ်သွားမယ်ဆိုတဲ့ Joshua Van ရဲ့အကြောင်း Chicken ချက်တွေကိုအပြိုင်ကျမဲ့ Super Lat နဲ့ Yuki Yu San တို့ရဲ့တွဲဆိုင်အကြောင်းစားနိုင်စိတ်ဝင်စားစရာအကြောင်းအရာတွေကို ီဂရီမှာစုစည်းသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်135 130ဂျန်ပွဲမှာဆိုရင်တော့ဆွန်ရက်နဲ့စလိုင်းတန်ခွီးရှင်တို့မြန်မာဖိုက်တာ၂ဦးအထိပါဝင်လာခဲ့ပါတယ်ဒီပြန်ပွဲကြီးမှာဆွန်ရက်ကတော့ပြန်ဖက်ကိုအလိုက်ထိုးအနိုင်ယူနိုင်ခဲ့တဲ့ဆိုပေမဲ့လည်းစလိုင်းတန်ခွင်းရှင်ကတော့ပွဲဥထွက်မှာအမတ်နဲ့ရှုံးနေတွားခဲ့ရပါတယ်။ဆွန်ရက်ရဲ့တွဲဆင်းကတော့မြန်မြန်ဆားဆားပြောစရာမရှိဘဲပထမအခြေ10မိနစ်ကျော်လောက်လေးတင်မှတင်အလိုက်ထိုးအနိုင်ယူပြတွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ပွဲတုန်းမှာက ထိုင်းဖိုင်တာဆမ်မင်ဒန်ကိုအငင်းပွားဖွင့်အနေထားမျိုးနဲ့ရှုံးနိမ်သွားခဲ့ရာကနေနိုင်ပွဲပြင်ပြီးရှာတွေ့နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဝေချိုအင်တာဗျူးတွေမှာဆိုရင်လဲဆွန်ရက်ကသူ့အနေနဲ့အကောင်းဆုံးပြင်ဆင်ထားခဲ့တယ်ဆိုပြီးတော့ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ပထမချီအစပိုင်းမှာဖိုင်တာနယ်စလုံးကအခြေအနေကြည့်ပြီးကစားနေခဲ့ကြတယ်လို့ဆွန်ရက်ရဲ့ပြင်ဖက်ယမ်မင်းကတော့ဖုရှ်ကစ်တွေနဲ့အကွာဝေးထိန်းထားခဲ့ပါတယ်။နယ်စလုံးကတိုက်စစ်ဖွင့်မထိုးကြပေမဲ့လည်း ဂျိုင်ဖက်ကျွန်လာတဲ့တစ်ချက်မှာဆွန်ရက်ကညာဝိုက်လက်တီတလုံးထင်းနဲ့အမောက်သိပ်ပြပြီးအနိုင်ယူသွားနိုင်ခဲ့ပါနဲ့လက်တီတိုင်းမင်ရောထိချက်ရောကောင်းခဲ့တာကြောင့်ဆွန်ရက်ရဲ့ဂျိုင်ဖက်ကပြန်တောင်းမထလာနိုင်တော့ပင်အလဲထိုးနဲ့ရှုံးနေသွားခဲ့ရတာဖြစ်ပါတယ်ဆွန်ရက်ဂျိုင်ဖက်ယမင်းဟာဆိုရင်တော့အရင်ပွဲတွေမှာကတဲ့ကမာဂုံအားနေနေတာတွေ့ခဲ့ရပြီးသူကအလဲမထိုးနိုင်ဘူးဆိုရင်သူကိုယ်တိုင်ပင်ပြန်ပြီးအလဲထိုးခံရလိမ့်ရှိတဲ့ဖိုက်တာမျိုးပင်ဖြစ်ပါလေ ပုံမှန်ဆိုရင်တော့စုံရက်ကလည်းပါဝါပိုင်းအပြူပြီးထူတက်တဲ့ဖိုင်တာမျိုးမဟုတ်ပဲအမတ်အဆုံးအဖြစ်အထိ ရောက်သွားနိုင်တဲ့ဖိုင်တာမျိုးပင်ဖြစ်ပါလေဒီပွဲမှာတော့စုံရက်ရဲ့ပါဝါပိုင်းတူးတက်လာတာလေးတွေ့ရပါတယ်အလဲထူနိုင်ပွဲနဲ့အတူစုံရက်အနေနဲ့ဘွန်းနက်ဂျီဘတ်၃သိန်းခွဲကူပန်းသိမ့်ပိုက်သွားနိုင်ခဲ့တာပင်ဖြစ်ပါလေစုံရက်အနေနဲ့ကတော့1 championship မှာအနိုင်အမြင့်အသက်အကျများခက်နေရပြီးတော့စာချုပ်ရဖို့အထိနှိဆက်သွားခဲ့ရတဲ့အချိန်ဒီမှာ ရှုံးပွဲတွေကြုံတွေ့တွန်းခဲ့ရတာလည်းဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်မှာသူ့ရဲ့ပွဲအတွေ့အကြုံတွေကလည်းမနှဲလှဘူးလို့ပြောလို့ရပါတယ်။ဒီတစ်ခါမှာရောနိုင်ပွဲပြန်ရှာနိုင်ခဲ့တဲ့ဆွန်ရက်အနေနဲ့စာချုပ်ရတဲ့အထည်ရောရောက်သွားနိုင်မလားဆိုတာကိုတော့ပရိသတ်တွေအနေနဲ့ဆက်လက်စောင့်ကြည့်တွားရမှာဖြစ်ပါတယ်။နောက်ထပ်ဖိုင်တန်တူဖြစ်တဲ့ slime tank queen ရှင်ကတော့ဝမ်ချမ်ပီယံပွဲဦးထွက်မှာရလက်ကောင်းတွေရယူပိုင်ဆိုင်နိုင်ခဲ့တဲ့ time fighter ဆောင်ချွန်မိုင်းနဲ့ထိုးတက်တွားခဲ့ရတာပဲဖြစ်ပါတယ်။ လူက1ချမ်ပီယံရှစ်မှာဆယ်ပွဲထိုးတက်ထားခဲ့ပြီးတော့မှ9.9ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ညနေ့ဖိုက်တာတအုပ်ကိုဒီလိုပွဲကျင်းထားတဲ့ဖိုက်တာတအုပ်နဲ့ပြီးတွေ့တာကလည်းနည်းနည်းလေးမမျှတတလို့ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့စလိုင်းတန်ခွင်းရှင်ကလည်းအကောင်ဆုံးထိုးတက်ပြတ်သွားနိုင်ခဲ့ပြီးတော့ပြန်ဖက်ကိုကွင်ပြင်းသွားတဲ့အထိလုတ်ပြတ်နိုင်ခဲ့ပါတယ်။ပညာပိုင်းတွေမှာတော့လိုအပ်ချက်တွေရှိနေခဲ့တယ်လို့နော့နောင်းတစ်ချိန်ကြာခဲ့ရတဲ့အတွက် အမတ်နဲ့ဆုံးဖြတ်ရမှာရှုံနေသွားခဲ့ရပါတယ်။ slide tank queen ရှင်ဟာဆိုရင်တော့ရူယာလက်ဝိလောကမှာလက်ဝိချန်ပီယံဆိုတဲ့ဂုံပုတ်ကိုပိုင်ဆိုင်ထားသူဖြစ်ပြီးတော့အရန်ကြီးပုံရိပ်မမြင့်သေးပေမဲ့လည်းစွမ်းဆောင်ရည်မဆိုးဘူးလို့ပြောလို့ရတဲ့ fighter မျိုးဖြစ်ပါတယ်။ one championship နဲ့ပွဲဦးထွက်မှာလည်း slide tank queen ရှင်ကတော့ရူယာလက်ဝိကစားဟန်မျိုးနဲ့ပဲပွဲထွက်လာခဲ့ပြီးစိုင်းထိုးပြိုင်ထိုးပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့မွီထိုင်းဖက်ကိုခြေချတော့မယ်ဆိုရင်တော့မွီထိုင်း clinch တွေတက်ကနစ်တွေကိုပါ ပြင်ဆင်ရမှာဖြစ်ပြီးပညာပိုင်းကလည်းဒီထက်ပိုကောင်းနေဖို့လိုအပ်နေပါလေပထမချီမှာပြိုင်ဖက်ရဲ့ချီကန်ချက်ကြောင့်လိုဘလူးဖြစ်ခဲ့ရတာကနေစလိုင်းထန်ခွင်းရှင်ရဲ့ဘောကကကွဲတွားခဲ့ရတဲ့အထိဖြစ်ရတဲ့ဆိုပေမဲ့လည်းအနာမပီးပဲပထမချီပြည့်လို့တမင်းနဲ့ရောသွားခဲ့ရတာတွေအချီပြင့်နေတာတော့မှဒိုင်ကဝင်မသားတာတွေစတဲ့အချက်လက်တွေကြောင့်ပြောစရာတွေဖြစ်သွားခဲ့ရပါတယ် ဒါပေမဲ့လည်း1 championship မှာ time fighter နဲ့ထူးတက်ရတဲ့အခါမှာတော့ကြုံတွေ့နေကြမလို့ဖြူဖြူထူးထူးပြောစရာတော့မရှိခဲ့ပါဘူး။ Flying Tank Queen ရှင်အနေနဲ့ကတော့အမြင့်ကန်ချက်တွေမှာချော်ထွက်နေတဲ့အနေထားမျိုးတွေတွေ့ခဲ့ရပြီးတော်တော်လေးလေး NDM များတယ်လို့ပြောလို့ရပါတယ်။အဲ့ဒီကနေ counter ထူးချက်တွေလည်းပြန်ခွင့်ပြုပေးလိုက်ရပြီးတော့အမတ်စင်ပါအကြီးအတွက်ခံလိုက်ရပါတယ်။ဒုတိယချီမှာတော့ Neo Salon ကစိုင်းထူးပြန်ထူးခဲ့ကြပြီးတော့ ဆောင်းချွန်နိုင်လေးတော်တော်လေးလေးပွဲပြင်းသွားခဲ့ရပါတယ်။ဇေယဝင်ခေါ်ပြီးစစ်ဆေးရတဲ့အထိဖြစ်ခဲ့တဲ့ဆိုပေမဲ့သူကတော့တတိယအခြေအထိပေပြီးထိုးတက်သွားခဲ့ပါတယ်။တတိယအခြေပြည့်တဲ့အထိအနိုင်အရှုံးမပေါ်တာကြောင့်ဒိုင်းအဆုံးဖြတ်ခံယူရမှာတော့အမက်စင်တချင်းကြီးခံထားရတဲ့ slide ကပင်အမက်နဲ့အရှုံးပေးလိုက်ရပါတယ်။ပွဲဥထွက်မှာစလိုင်းထန်ခွင်းရှင်တင်းအောင်အဖွင့်မလှသွားရဘူးဆိုပေမဲ့လည်းဒုတက်လာနိုင်တဲ့အလားလာလို့တော့တွင်တည်ရပါတယ်။ဝီထိုင်းဖက်မှာ ်လုံးဝအတွေ့အကြုံမရှိသေးတဲ့သူတယောက်အနေနဲ့သူထက်အတွေ့အကြုံပိုများတဲ့ fighter ကိုဒီလောက်ထိထိုးပြနိုင်ခဲ့တာကိုပဲချီးကျူးရမှာဖြစ်ပါတယ်။လိုအပ်ချက်တချို့ကိုပြင်ဆင်ပြီးတော့မွေးထိုင်းဖက်မှာအသားကျလာပြီးဆိုရင်တော့ရလက်ကောင်းတွေရယူလာနိုင်ချေတော့ရှိနေပါတယ်။ One Championship မှာကောင်းပိုင်းအထိမရောက်နိုင်ဘူးဆိုရင်တော့မှစာချုပ်ရလာတဲ့အထိတော့မျောလင့်နိုင်လို့ရတဲ့ fighter တအုပ်အဖြစ်ပြောဆိုလို့ရပါတယ်။ ဆက်လက်ပြီးတော့ဖန်တုံချောင်းကိုတတိယအချီလောက်မှာအလဲထူအနိုင်ယူပြမယ်ဆိုတဲ့ဂျော့ရှော့ဘန်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Flyweight တန်းမှာမီးမူနေခဲ့တဲ့ Alexander Patuchan ကိုကျွန်တော်တို့ရဲ့မြန်မာ Fighter League ဂျော့ရှော့ဘန်အနေနဲ့ကတော့နန်းချပြီးသွားနိုင်မလားဆိုတာလာမယ့်ဒီဇင်ဘာလအထက်မှာစောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။ဖန်တူချာဟာဆိုရင်တော့2023ခုနှစ်မှာ Brandon Morino ကိုအနိုင်ယူပြီး Flyweight Champion ဖြစ်လာခဲ့ပြီးတဲ့နောက် Champion ခပ်ပတ်ကောင်ကွင်ပွင့် ၄ပွဲဆက်တိုက်ကိုအနိုင်ယူပြထားနိုင်ခဲ့ပါတယ်။နောက်ဆုံး၂ပွဲဆက်တိုက်ကိုလည်းချုပ်ကွက်သွေးနဲ့ပဲပွဲသိမ်းပြထားနိုင်ခဲ့ပါတယ်။အလဇနမ်ဖတ်တူဂျန်ရဲ့အဓိကအားသာချက်ကိုပြောမယ်ဆိုရင်တော့ ground game လို့ပြောလို့ရပါတယ်။ဖတ်တူဂျာကဂျူဂျီဆုခပ်ပနဲ့ရရှိထားခဲ့တဲ့ fighter တူပင်ဖြစ်ပါတယ်။ ground ပိုင်းမှာဆိုရင်လည်း back position ရယူပြီးတော့နောက်ကနေချုပ်ွက်ပုံဖော်တဲ့အပိုင်းမှာလည်းကောင်းတဲ့ fighter တအူးအဖြစ်ရည်တည်နေပါနဲ့ ။ဒါကြောင့်ဖတူဂျာနဲ့ ground မှာဆိုရင်တော့ bay fighter အတွက်မှမလွယ်ကူဘူးလို့ပြောလို့ရပါလေ။ stand fight ပိုင်းမှာလည်းညံ့တဲ့ fighter တအူးလို့ပြောလို့မရပြန်ပါဘူး။ power တမမဟုတ်ဘူးဆိုပေမဲ့လည်းတိကျတဲ့လက်တီထိုးချက်တွေထုတ်တုံးနိုင်တဲ့ fighter မျိုးပဲဖြစ်ပါလေ။လက်ကစ်တွေ body shot တွေကိုလည်းမျှပြီးတော့မှတုံးသက်သေးပါလေ။နောက်ထပ်ဖတူဂျာရဲ့အာသာချက်ကတော့တက်လုံပိုင်းပဲဖြစ်ပါလေ။ဖတူဂျာကငါးချီတွေမှာတော့နောက်ပိုင်းအချီတွေအထိတက်လို့မကြသွားပဲထုတ်တက်သွားနိုင်ပါတယ်။ ဒါပေမဲ့ Joshua Van ကတော့ငါးချီအတွေ့အကြုံတွေမရှိသေးတာကြောင့်တက်လုံပိုင်းမှာလည်းနည်းနည်းလေးစိုးရင်စရာတွေတော့ရှိနေပါလိမ့်။အကယ်၍နောက်ပိုင်းအချီတွေအထိရောက်ရှိသွားမယ်ဆိုရင်တော့ Joshua Van အတွက်ပူပြီးခက်ခဲသွားရနိုင်ပါလိမ့်။ Joshua Van အနေနဲ့ကတော့ငယ်ကုံရှိနေတယ်လို့ဘောင်စင်ပိုင်းမှာလည်းလင်းမြန်တွက်လက်တဲ့လက်တီထူချက်တွေလက်တီပါဝါတွေကိုထွက်အောင်ထူပြနိုင်တဲ့ fighter မျိုးပဲဖြစ်ပါလိမ့်။ဒီပွဲမှာဖန်သူကြအနိုင်ရရှိသွားနိုင်ချေကများတယ်ဆိုပေမဲ့လည်း ျော်ရှော်ဗန်အတွက်လည်းမျိုးနှင်းချက်ရှိသည့်ဒေပါနဲ့ဂျော်ရှော်ဗန်နိုင်မဲဆိုရင်တော့အလဲထူပုံစံမျိုးနဲ့အနိုင်ရဖို့ကပိုပြီးများနေပါနဲ့ဂျော်ရှော်ဗန်ကတော့သူ့အနေနဲ့ဘတ်ထူဂျာကိုတတိယအချီလောက်မှအလဲထူအနိုင်ယူပြတော့မယ်ဆိုပြီးတော့မှဝဲချူအင်တာဗျူးတစ်ခုမှအခုလိုပြောဆိုလာခဲ့ပါတယ်လူတော်တော်များများကကျွန်တော်ကိုအနိုင်မရနိုင်ဘူးဆိုပြီးတော့ပြောနေကြပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီလိုပြောနေကြတာတွေကိုဂယူမဆိုင်ပါဘူး random rival နဲ့ပွဲတုံးကဆိုရင်လည်း သူတို့ကဒီလိုပဲပြောခဲ့ကြတာပါကျွန်တော်ရဲ့လုံနိုင်စွမ်းကိုကျွန်တော်ကိုယ်တိုင်လည်းသိတယ်လို့တစ်ဖက်ပြိုင်ဖက်ကလည်းသိပါလေဘာတွေဖြစ်လာမလဲဆိုတာဘွဲ့နေမှာစောင့်ကြည့်ကြတာပေါ့ဒုံချီလောက်မှာကျွန်တော်အလဲထိုးနိုင်လောက်ပါတဲ့အဲ့ဒီလိုမှမဟုတ်ရင်လည်းငါချီပြည့်ပွဲချင်းရတာမျိုးဖြစ်နိုင်ပါတယ်ဆိုပြီးဘန်ကပြောဆိုသွားခဲ့တာဖြစ်ပါလေဆက်လက်ပြီးတော့ကန်ချက်တွေ အပြိုင်ကျမဲ့ Super Lat နဲ့ Yuki Yusa တို့ရဲ့တွဲဆိုင်ခြင်းအကြောင်းလေးကိုတင်ဆက်ပေးသွားချင်ပါတယ်။ပြီးခဲ့တဲ့1172ပြိုင်ပွဲမှာတော့က Navi ကိုရှုံးနိမ့်ခင်းရပြီးတော့ Champion Cup ကိုလက်လွတ်ထားခဲ့ရတဲ့ Super Lat ကတော့1173ပြိုင်ပွဲမှာပြန်ပြီးထိုးတက်လာရတော့မှာပဲဖြစ်ပါတယ်။ Japan နာမည်ကြီး Kickboxer Fighter တို့ဖြစ်တဲ့ Yuki Yusa ကတော့1 Championship မှာနှစ်ပွဲထိုးတက်ထားပြီးတော့နှစ်ပွဲစလုံးကိုအနိုင်ရရှိထားခဲ့ပါတယ်။ပထမချီမှာအဘရာအော့စမန်နော့ကို အနိုင်ရရှိထားခဲ့တယ်လို့ ဒုတိယမြောက်ပွဲမှာဆိုရင်လည်းချန်ပီယံဟောင်းကြီးဖြစ်တဲ့ဖတ်ထနုံကိုအနိုင်ရရှိနိုင်ခဲ့တာပါစူပါလက်ကလက်ရှိမှာ1ချန်ပီယံရှစ်ရဲ့ Flyweight Kickboxing Champion တဦးပဲဖြစ်ပါတယ်ဒါပေမဲ့ Yuki Yusa နဲ့ပွဲကတော့သူ့ရဲ့ Kickboxing Champion ခပ်ပတ်ကိုကံကွယ်တွားရမယ့်ပွဲမျိုးမဟုတ်ပါဘူးဝေတန်တက်ပြီးတော့ Bantamweight Kickboxing တွဲဆိုင်အနေနဲ့ထိုးတက်တွားရမှာဖြစ်ပါတယ်စူပါလက်အနေနဲ့ကလည်းကစ်ပေါင်းစင်အတွေ့အကြုံရှိပြီးသားမလို့ဆိုရင်စင်ရတော့မရှိဘူးဆိုပေမဲ့ ။တစ်ဖက်ကပြိုင်ဖက်ကအင်ရှင်ပရိသတ်တွေရှိမှထူးတဲ့ရမယ့်ဖိုင်တာမျိုးဖြစ်နေပါလေ။ဒါကြမ်းဆိုရင်စူပါလက်ဟာဒီနှစ်ထဲမှာပွဲပြန်ထိုးဖို့အတွက်အစီအစဉ်မရှိခဲ့ဘူးလို့တွေးထားရပါလေ။1172ပြိုင်ပွဲကရှုံးပွဲအပြီးမှာဆိုရင်တော့စူပါလက်ကနစ်ကုံအထိအနားယူပြီးလာမယ့်2026နစ်ဆန်ဘိုင်းလောက်ကြာမှပွဲပြန်ထိုးဖို့အတွက်အစီအစဉ်ထားခဲ့တာပဲဖြစ်ပါလေ။ဒါပေမဲ့လည်း1173ပြိုင်ပွဲကြီးမှာပွဲထိုးဖို့အတွက်ကံလန်းခံရချိန်မှာတော့ စူပါလက်အနေနဲ့မငင်းနိုင်ခဲ့ပဲပွဲထိုးဖို့အတွက်လက်ခံလိုက်ရပါတယ်စူပါလက်နဲ့ယူကီယူဆာတို့နှစ်ဦးစလုံးကချီကန်ပိုင်းအားပြုကြတဲ့ဖိုင်တာကောင်းတွေပင်ဖြစ်ပါတယ်စူပါလက်ဟာဆိုရင်တော့တခက်ကင်းမက်ချင်ဆိုတဲ့နာမည်ပြောင်ကိုတောင်ရရှိထားခဲ့တဲ့ဖိုင်တာတအုပ်ဖြစ်တယ်လို့ယူကီယူဆာဟာဆိုရင်လည်း1နဲ့အပွင့်ပွဲမှာလက်တီထိုးချက်တောင်အတုံးမပြုတ်ပင်ချီကန်တွေနဲ့အနိုင်ရယူပြခဲ့ဖူးပါတယ်ဒါကြောင့်ဒီဖိုင်တာနေအောင်ရဲ့ထိတ်တိုက်တွေ့ဆုံမှုက ခြေကံအပြန်ကျမဲ့ပွဲတပွင်းဖြစ်လာနိုင်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လဲစူပါလက်ကဂျန်ဖက်ကယူကီယူဆဆိုတာတိလိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ကဒီပွဲကိုလက်ခံဖို့အတွက်ပူပြီးတေချာသွားခဲ့ရပါတယ်။ကျွန်တော်တို့နေအောင်ရဲ့ပွဲဟာဆိုရင်ခြေကံချက်ပိုင်းကိုအပြန်ကျမဲ့ပွဲတပွင်းဖြစ်လာမှာပါ။ကျွန်တော်ကလည်းခြေကံချက်ပိုင်းမှာကိုပိုင်ဟန်တစ်ခုရှိတယ်လို့ယူကီယူဆကလည်းကစ်ပေါင်စင်စတိုင်နဲ့ခြေကံချက်မျိုးရှိတဲ့ဖိုက်တာဖြစ်ပါတယ်။ ပွဲရဲ့အဖြေက game plan ပိုင်းဖြစ်သွားမယ်လို့ထင်ပါလေလို့စူပါလက်ကပြောဆိုသွားခင်တာဖြစ်ပါတယ်။ဒီပွဲမှာစူပါလက်ကပဲနိုင်ပွင့်ပြန်ရှာသွားနိုင်မလား။ဒါမှမဟုတ်ရင် Yuki Yusa ကပဲ ancient plated တွေရှိမှမှာအောင်ပွဲခံသွားမလားဆိုတော့ကတော့ plated တွေအနေနဲ့စိတ်ဝင်စားစောင့်ကြည့်သွားဖို့လိုအပ်နေပါတယ်။ Okay ပါ။ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုအားပေးနေတဲ့ plated တူတူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်လာမယ့်နေ့ရက်ဒီမှာ ပြန်လည်ဆုံတွေ့ကြအောင်ပါကျွန်တော်ကတော့အစည်းအဝေးတင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလီကိုပိုင်ဆိုင်နိုင်ကြပါစေ